တစ်ခုရောက်သွားကြ။ဒါတမန်ပုထုရှင်ပုဂ္ဂိုလ်တွေဟာဒီအနေအထားမျိုးနဲ့ဖြစ်သွားကြတာပဲ။အဲ့ဒီအချိန်မှာလိမ္မာပတ်နဲ့တဲ့မိကောင်းဆွေကောင်းသားကောင်းသမီးကောင်းရှိတဲ့ပုဂ္ဂိုလ်တွေကြတာ။ကုသကောင်းမှုပြုပေးတယ်။တို့တို့တသက်ကောင်းကုသကောင်းမှုတွေဖြစ်အောင်ဆောင်ရပေးကြတယ်ဆိုရင်အဲ့ဒီကုသိုလ်စိတ်လေးနဲ့လေတည်သွားတဲ့ပုဂ္ဂိုလ်ရှိတယ် မလိမ်မုံမလိမ်မာတွေကြတော့ဘာလုပ်လဲတေကနေမှာဗန်းစားအုပ်ပင်နဲ့ထားခဲ့တယ်ရွှေကပင်နဲ့မြုပ်ထားတာတော့ဘသူစီကြွေးတောင်းစရာဘယ်မှာရှိတော့နဲ့ဆိုတေတဲ့လူကိုစိတ်မဖြောင်းအောင်လှုပ်လိုက်လို့ကတိကောင်ဖြစ်သွားတဲ့လူလည်းရှိတေကနေစိတ်အခြေနေဆိုတာအမတမအရေးကြီးတာပေါ့ကောင်းတဲ့စိတ်နဲ့တည်သွားရင် ကောင်းတဲ့ဘုံကရောက်သွားနိုင်သေးတယ်ပေါ့နော် ဒါကြောင့်လူဘွားဆိုတာဒီပုံစံနဲ့သွားတာဘသူကမှကိုယ်ထိန်ချုပ်တာမဟုတ်ဘူးကိုလို့တဲ့ကံတွေကအဲ့ဒီကံတွေဟာကိုယ်စီမှာပါလာပြီးတော့တင်ဆက်တာအနုကံဟောတိဒီတဝါတဲ့မကဘူးနောက်ဝါမှလည်းပဲကိုယ့်ရင်ထဲမှာရှိနေရှိနေတယ်ဆိုတာ ငငယ်ဟအเจ้าရာတွေဟာပျောက်နေတော့လေတခါတည်းမစင်းစားဝဲနဲ့ပေါ်ပေါ်လာထထတွေတတိထားမိကြပါလေအဲ့ဒါခေါင်းထဲမှာပေါ်ပေါ်လာတယ်ဆိုတာကိုလုခဲ့တာတွေရှိနေတယ်ဆိုတာတတိထားမှာဖြစ်တယ်အဲ့ဒီပုံနဲ့ဘဝမှာတွားနေကြတာအရေးကြီးတာဗာလဲလို့ဆိုလို့ရှိရင် တန်တရားထဲမှာ အမာအယွင်းတွေလွဲချော်မှုတွေဖြစ်နေတတ်တယ်အမာယွင်းဆိုတာလွဲမှားမှုတွေပေါ့လွဲမှားတယ်ဆိုတာသုံးမျိုးရှိတယ်စာပေကလွယ်မှားမှုကိုဝိပန္နတာလို့ခေါ်တယ်ဝိပန္နတာဆိုတာလွယ်မှားစွာ ထင်ရင်မြင်ခြင်းတင်ညာဝိပန္နသဆိုတာအထင်လွဲတာအထင်မှားတာစိတ်တဝိပန္နသဆိုတာအတိမှားတာဒိဋ္ဌိဝိပန္နသဆိုတာအမြင်မှားတာအမှန်၃မျိုးရှိတယ်နော်အမှန်မှားတာလည်းရှိတယ် အမှတ်မှားတာတွေဆိုရင်တမန်အဖြစ်ကိုပစ္စည်းလေးပဲနားထားတယ်ဆိုတာတခါတလေအမှတ်မှားနေတာရှိတယ်။ဘသူပေးလိုက်တယ်မပေးလိုက်ဘူးဆိုတာလည်းအမှတ်မှားချက်မှားတယ်။မိတ္တတဲ့ပုဂ္ဂိုလ်တွေ။အဲ့တော့မယွင်းမှုဆိုတာဖြစ်တတ်တယ်။တမန်အဖြစ်ပုထုဇဉ်တွေဟာသင်ညာဝိပ္ပန္နတာဆိုတဲ့အမှတ်မှားမှုစိတ်တဝိပ္ပန္နတာဆိုတဲ့အတိမှားမှု ဒိဋ္ဌိဝိပ္ပန္နတာဆိုရယ်အမြင်မှားမှုအဲ့ဒီအမှားသုံးမျိုးတွေနောက်ွယ်မှာဘာဖြစ်လဲဆိုရယ်လှုပ်ဆောင်တဲ့ကံကြမ္မာတွေဖြစ်ပေါ်လာတယ်မာရကိုအကြောင်းပြုပြီးတော့အမှားတွေရတ်တာမဟုတ်ဘူးအမှားကိုအမှန်ထင်ပြီးတော့အမှားအယွင်းတွေကိုထပ်ပြီးတော့လှုပ်တယ်လှုပ်တဲ့အခါကျတော့ကံတရားတွေဖြစ်လာပြန်တယ် ဆိုပါစို့သူတို့ဘာအသက်တတ်လို့ရှိရင်ကောင်းကင်ဘုံရောက်တယ်လို့တကယ်ရောက်မရောက်ကိုယ်တိုင်လည်းမသိဘူးအဲ့ဒါကိုအမြင်မှားပြီးတော့သူရတဲ့တွေကိုလည်းရဲစေတတ်တယ်အဲ့လိုတတ်လို့ အမှားအယွင်းကိုအမှန်ထင်ပြီးတော့လှုပ်ထားရကြတော့အယူဝါဒနဲ့ပတ္တိအတွက်ကြောင့်ဒိဋ္ဌိဝိပန္နတာလို့ခေါ်တယ်ဒိဋ္ဌိဝိပန္နတာသင်ညာဝိပန္နတာဆိုရဲအမှတ်မှားမှုဆိုတီကောင်နဲ့ခေါက်ဆွဲရခက်ဆင်ညမှာတီကောင်ဟင်းညို့ချက်ထားတာကိုခေါက်ဆွဲဟင်းညို့မှတ်ပြီးတော့တောက် မနှဲကြတဲ့အခါကျတော့တီကောင်ဟင်းညို့ဖြစ်တယ်။ခေါက်ဆွဲဟင်းညို့အမှတ်နဲ့တောက်တော့ကောင်းတယ်။တီကောင်မှန်းသိတဲ့အခါကျတော့ညော့နေအန်းနေအဲ့ကြတော့ဒါကအမှတ်မှားတာလို့ခေါ်တယ်။ဥပမာတစ်ခုကြည့်ပဒုံလေးတစ်ကောင်ရဲ့အမှတ်မှားမှုစတုရေးတစ်ကောင်ရဲ့အမှတ်မှားမှု တပြေးပင်ကြီးတပင်မှာအသီးတွေကတီးနေတယ်တပြေးသီးဆိုတာညို့ညို့လေးနော်မဲ့ပြီဆိုလို့ရှိရင်အညို့ရောင်လေးချက်တူရရဲ့နှုတ်သီးကနီးရောင်နီးရဲနေတာပဒုံးဆိုတဲ့အကောင်ကပန်းပွင့်အနီတွေတွေ့လို့ရှိရင်သူက ပန်းဝိရီကိုစုပ်မယ်ပန်းတွေကအနီရောင်ရှိတယ်အစေးရောင်အဖြူရောင်ရှိတယ်ဝါရောင်ရှိတယ်ကျက်တူရေးတကောင်ကတပြေးပင်မမနာနေတယ်ပဒုံးတကောင်က ပြန်လာတယ်ကျက်တူရေးရဲ့နှုတ်သီးကိုချိပြီးဒီပင်ကပွင့်နေပန်းပွင့်လို့အောင်းမေ့ပြီးတော့နှုတ်သီးပေါ်သွားနာတယ် ကျတုရေကလည်းပဲတပြေးသီးစားနေတဲ့ကျတုရေဖြစ်သည့်အတွက်ကြောင့်ပဒုံတကောင် နားလိုက်တဲ့အခါမှာတပြေးသီးကြီးလို့ထင်ပြီးတော့ပဒုံကိုစားလိုက်တယ်အဲ့တော့ကျတုရေကလည်းမှားတယ်ပဒုံကလည်းမှားတယ်အဲ့တော့မျိုးကြတော့တင်ညာဝိပ္ပန္နတာလို့ခေါ်တယ်အဲ့ဒီလိုအမှားမျိုးကတင်ညာဝိပ္ပန္နတာ တန်တရာထဲမှာအမားရွေးနေနဲ့လှုပ်ဆောင်ပြီးတော့နေကြတယ်အတိမားတယ်အယူမားတယ်အယူမားလို့ဘာသာဝါဒတွေမတူကြဘူးကိုကိုကိုရကိုယုံကြည်ရလူတွေဟာလှုပ်တယ်လှုပ်တိုင်းဟာအမှန်ကြီးမဖြစ်ဘူးမားတာတွေလည်းရှိတယ်အကြောင်းအကျိုးတကယ်ဟုတ်ပြီဆိုမှ အမှားမှန်ဆိုတာတခါတည်းရမှာအဖြေထုတ်နိုင်မှာအမှားမှန်ဆိုတာသိတာဖြစ်တယ်။အဖြေမထုတ်နိုင်သေးပဲနဲ့အပြောလေးနဲ့ရင်ဆုံးဖြတ်လို့မရဘူး။နော်။ဒါကြောင့်လူတွေမှာတန်တရာထဲမှာအမှားရွေးနေရှိတယ်။အရေးကြီးတဲ့အမှားရွေးနေတဲ့ပတ်သက်ပြီးတော့ပြောကြည့်မယ်ဆိုရင် ဖော်ဤတို့တွေဟာကိုရထားတဲ့ဘဝကိုမစင်းစားပဲနေရင်ကိုကိုမသေးဘူးလို့ပဲထင်တယ်မနစ်ကလည်းငါပဲဒီနေ့လည်းငါပဲဟုတ်ရင်တော့လည်းငါပဲဒါပဲလို့စိတ်ထဲမှာ အပြောင်းလဲမရှိတဲ့ထာဝရမြဲတဲ့အမြဲထင်မှတ်တယ်တကယ်ကတော့ မြည်ရည်တွေဟာစီးနေသလိုပဲထိုင်ပြီးတော့ကြည့်လိုက်မယ်ဆိုရင် ကိုရှိမှမြစ်ကြီးဟာစီးနေမနေ့ကရေတစ်စက်မှမရှိတော့ဘူးဒီနေ့စီးနေတာဒီနေ့ရေတွေပဲရေကစီးသွားပြီသို့တော့ဘယ်ခါတော့ကြည့်ကြည့်မြစ်ထဲမှာ ရေရှိနေတဲ့အခါမနေ့ကရေလို့ပဲထင်တယ်ထို့တူပဲကိုယ့်ရဲ့ခန္ဓာကိုယ် ရုပ်ပုံလွားတွေစိတ်အနေထားတွေဟာမနစ်တုန်းကလည်းငါပဲဒီနေ့လည်းငါပဲလို့ထာဝရလို့ထင်နေကြတူတော့အဲ့ဒါတွေဟာထာဝရမဟုတ်ဘူးပြောင်းလဲပြီးတော့နေတဲ့အရာတွေသာဖြစ်တယ်လို့ဆိုတာကိုလူတွေဟာမသိနိုင်ကြဘူးမသိတဲ့အခါကျတော့ မမြဲတဲ့အရာကို မြဲတယ်လို့စိတ်ထဲမှာထင်ခြင်းဟာမာယွင်းခြင်းတစ်ခုပဲ။နော်မာယွင်းတာအမတ်တညာအဖြစ်နဲ့အမတ်မှားပြီးအမတ်မှားတာလည်းပါတယ်။အတိမှားတာလည်းပါတယ်။အမြင်မှားတာလည်းပါတယ်။အဲ့ဒါလို့မာယွင်းမှုနဲ့ဘာတွေလုံးကြတော့မြဲတယ်လို့ထင်ပြီးတော့ကိုယ်ပေါ်ကကောင်းစားလိမ့်မယ်